2005ခုနှစ်မှာဒီပုဂ္ဂိုလ်ကြီးရဲ့လေအမျက်ထုတ်စော်ကားမှုကိုတရားဆွဲဆိုဖို့ပထမဦးဆုံးလူရှိထွက်ခဲ့သူအမျိုးသမီးကတော့ Andriana Costings ဖြစ်ပါတယ်။ဒီတရားဆွဲဆိုမှုကအပွင့်လင်းဆုံးပြောရင်တော့အထမမြောက်ခဲ့ပါဘူး။ Pennsylvania တရားရုံးချုပ်ကဒီအမှုကနိနာသူအမျိုးသမီးဘက်ကဘလို့မှမနိုင်နိုင်ဘူးလို့မဆင်ခင်ကတည်းကညင်းခဲ့တယ်။နောက်ပြီးအဲ့တရားရုံးကတရားရှိအရာရှိကိုယ်တိုင်က Cosby ရေခမရချမ်းကျင်ပြီလို့သမ ्या ကိစ္စကိုမနိုင်ထွက်ဆိုရမယ်။ ဲ့ကျွန်တော်တို့ကဒီထွက်ဆိုချက်တွေကိုခမည်းကိုပြန်ပြီးတရားဆွဆိုဖို့အတွက်မတုံးဘူးလို့ခတိပေးတယ်။အဲ့လိုဆိုပြီးပြောခဲ့တယ်။ဒါနဲ့ပဲအာမခန်ရှားရသူဖြစ်သွားတဲ့ Cosby ကြီးရဲ့ထွက်ဆိုချက်ထဲမှာအမျိုးသမီးတွေကိုအလိုမတူပဲမူရစီတွေခတ်ပြီးလိမ်မိုင်းဆိုင်ရာပြုကျင့်ခဲ့တယ်ဆိုတာမျိုးတွေပါလာခဲ့ပေမဲ့လေဒီထွက်ဆိုချက်တွေကပြစ်မှုအတွက်တရားဆွဲလို့မရတဲ့အတွက်2005ခုနှစ်မှာပဲငွေကြီးအယောတစ်ခုလောက်နဲ့သာကြေးအေးခဲ့ကြရတယ်လို့မှတ်တမ်းတွေမှာဖော်ပြထားတယ် Thousands of women around the world spoke out against sexual harassment using just two words, Me Too. Now there are millions of Me Toos out there on social media. The Me Too movement, it is growing. With- yeah, this has been a very powerful movement. 2019ရောက်လာတဲ့အခါမှာတော့လူမှုကွန်ရက်မှာ #MeTooMovement ကအချိန်ယုံကြီးစွာပြန်လည်ထွက်ပေါ်လာခဲ့တယ်။ရခင်ကရှေ့ထွက်ပြောဖို့ကြောက်ရွံ့တာ၊ရှက်တာ၊တရားရုံးတွေက ပါဝါမရှိသူတွေကိုလက်နက်သားမပေးတာတွေကြောင့်အတန်တိတ်ရတဲ့အမျိုးသမီးတွေဟာအင်းနဲ့အားနဲ့တရားမျှတမှုရှာဖို့ F Move on အကနေတဆင့်ခွင့်ရတဲ့ပေါ်ပေါက်လာခဲ့တယ်။တကယ်ဩစာကြီးပြီးတာမန်လူထိမရတဲ့ယာရုကြီးတွေအတော်များများအလုပ်ပြုတ်ကြ။စုတွေရုပ်သိမ်းခံရ၊ဂုံပုတ်တွေဖြုတ်ခံရနဲ့အရင်ကကျူးလွန်ခံရသူတွေပခုံးမော်တင်ထားရတဲ့အကြောက်တရားနဲ့လေးပင်မှုကကျူးလွန်သူအပေါ်ကိုပြန်လွှဲပေးလိုက်နိုင်တဲ့ အောင်မြင်မှုတစ်ခုဖြစ်တမန်ဝင်ခဲ့တာပါ။